အခုချင်းဟိုတီတန်ရုပ်မော်တယောက်ဆွတ်ဆွတ်ခုန်လေးလောက်ပြီအမေသူလက်စားတွေရမ်းနေချင်းချင်းတွေလောက်ပြီဒါပေမဲ့ငါတို့တီတန်ရုပ်မော်ကျင်းထားတော့မင်းတို့ဟာလို့အမောက်ကျိပြအောင်ပါမင်းတို့ဗရက်တွေကိုအာအမောက်ကျိနေလားတို့တော့သူစီရငါးငါးကောင်ကိုကျွန်တော်အရင်ကျိလိုက်ပြီလို့နော်အဲ့ဒါလေးတစ်ချက်ပြောလိုက်အောင်သိလားနော်ထပ်ပြီးထပ်ပြီးကျိအောင်ပါလို့သိလားဒါတော့ငါတို့မတ်တီတာလည်းမင်းတို့ပေးကျွေးထားတာအဲ့ဒီငါးကောင်ပေးကျွေးရော ငါးခေါင်ရဲ့နောက်ဆက်တော်မှာဘလို့လာမယ်ဆိုမင်းတို့စောက်ကြည့်နေလိုက်။အော်ဒီလိုစားရှိရနော်ငါတို့မတိတာကစားမသေးဘူး။နော်ခြိစားလက်စားရှိပြီးသား။ဟုတ်လား။ဟုတ်တော့ KTV မှာတည်းကသူစားလောက်ခဲ့။အာပြစ်စားလောက်ခဲ့ဆိုစားလေးရှိတယ်။ဒီနေ့ဒီနေ့လူလူပေါင်းများစွာနဲ့အိတ်ကူးလာ။လူပေါင်းများစွာအိတ်ကူးလာဆိုမင်းတို့ဒုံမချောက်ဒုံမချောက်။တနတ်ဆောင်ဝေးအာဘာရှိပါလဲ။ဟုတ်တယ်လေ။မမမရဲမမရဲ။အေးကိုကိုပြောတာလည်းမှန်ပါလေ။ तू ကဒုံမချောက်ဘူး။ဒုံမချောက်ဘူး။ तू PDA ကျတော့ကြောက်တယ်။ ဘီဒီအက်ကတော့ပေါက်ခိုက်ဆောင်လို့နဲ့အာဘီဒီအက်ကဒုံးနဲ့ပြစ်တာလေထွက်ပြေးတာတန်းတယ်ဒီကောင်ကထမိန်တော့မနိုင်ဘူးလေထမိန်ထမိန်ခွေးနိုင်ရော KMU KMU ပြောတော့လေလီတလုံးမို့တလုံးဟဟုတ်လို့ KMU ဘာဖြစ်လို့လဲအခု KMU ကအကိုတို့ကြားဖြတ်နေ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 လေ KMU ဟာကြားဖြတ်နေနေနေဆိုတော့ဘယ်ချီပြပြီးညာချင်းနဲ့ခတ်နေရလေတကယ်တမ်းကျတော့အဲ့ဒီ KMU ကနော်ဒီကြားဖြတ်ငွေလိမ်လည်မှုကိုဥစည်းဥဆောင်ပြီးတော့ကြိုးကန်ထားတာဒီ KMU ပဲဟုတ်တော့ဘဘတွေကထုတ်ပြန်ပြီးသွားပြီဟုတ်လားဟုတ်တယ်အဲ့ဆိုဘာလို့အဲ့ရွှေကုတ်ကူလို့ဘာလို့ BG ရဲ့ဝင်းထဲမှာရှိနေတဲ့တရုတ်တထေးတွေက ဟမ်တရုတ်ခရိုနီတွေကတရုတ်ကြားဖြန့်နေရဘာကြောင့်မို့လို့အဲ့ BG ရဲ့အကူအညီနဲ့အခုဖះသုံးသူဘက်ကိုရောက်တဲ့ကောင်းနဲ့ဖန်အန်ဘက်ကိုရောက်တဲ့ကောင်းနဲ့ရန်ကုန်ဘက်ကိုဆင်းလာတဲ့ကောင်းနဲ့အဲ့ဒီလူတွေကိုလေအဲ့ဒီဘက်ကိုရောက်ဖို့အတွက်ကိုလေပတ်စံလေသိန်းတစ်ထောင်ကျော်သိန်းတရာကျော်တွေတော့အကုန်ခံပြီးတော့မှတရုတ်ကတထေးတွေကတရုတ်ခရိုနီတွေကပေးပြီးတော့မှ BG ရဲ့အကူအညီနဲ့နော်ပြောမယ်ဆိုတော့စစ်တပ်အကူအညီနဲ့ပေါ့ဗျာစစ်တပ်အောက်ဆွဲတွေရဲ့အကူအညီနဲ့ဟမ်ရှောင်နေကြပြီတဲ့လောက်ကြပါဦးဘယ်လိုလောက်ကြမလဲကိုလိုတွေအဲ့ဒါဆိုလို့ရှိရင်ငါတို့ဘဘကြီးကဘာလို့ဒီဒီဒီ ဒီငွေလိမ်လည်မှုကြားဖြန့်ငွေလိမ်လည်မှုဟာ KNU ကလုတ်တာပါ KNU ကဥစည်းဥကင်ထားပါ KNU ရဲ့နေပြည်တော်မှာဖြစ်တာပါလို့ဘာလို့ပြောလဲဟာပြောတာဗောကိုကလည်းသူ့ညံသူမို့လို့ဗောလာထိုးချတာလေသူ့ BGF ကိုထိုးချရင်ထိုးချမယ်ထိုးချလို့မရရင် KNU ကိုထိုးချမယ် KNU ကိုအိုက်ကွက်တွေကိုတီးလို့တွေ့တယ်မလားဟိုမှာမင်းလက်ပံမှာရှိတယ်ကိုတို့ရဲ့ကာစီနိုယုံတွေကြားပြတ်ယုံဝင်စည်းပြီးတော့မှအဲ့ဒီထောက်ထားတဲ့အကုန်လုံးအဲ့ဒီမှာဖမ်းပြီးတဲ့တရုတ်တွေအကုန်လုံး ထိုင်းဘက်ကိုပို့လိုက်ပြီလေဟိုမှာရှီချင်းချမ်းလိုမျိုးလေဟိုမှာ BGI ရဲ့ခေါင်းငိုက်ဖားကြီးကိုတို့ရဲ့ဆော့ချစ်သူကြီးရဲ့ဟိုမှာလေမွေးသားအဖေမွေးသားအဖေရှီချင်းချမ်းကြီးလိုပဲမှာပို့လိုက်ပြီထိုင်းနိုင်ငံကိုတက်သေးတယ်ဘယ်လိုလုပ်မလဲကိုတို့တို့ကြတော့သွားပြီအဲကြားဖြဲ့အဓိကအစလက်ရှိမြန်မာနိုင်ငံကလေ ကြပြန့်ခိုင်းကြုံလို့ဖြစ်နေတာဗျာအခုချိန်မှာရှေ့တော်ကရှာကြပြန့်ခိုင်းကြုံလို့ဖြစ်နေတာပေါက်ရရရှောင်းမှာပေါက်ရရရှောင်းမှာငကိုရီးယားကဟိုဒီအမေရိကန်တို့လိုမျိုးနိုင်ငံတွေကနေပြီးတော့ငါတို့ဒီမြန်မာနိုင်ငံကိုလူကုန်ကူးမှုလူကုန်ကူးမှုအရင်အမြဲအခြေခံထားတဲ့နေရာတို့ပြီးလို့ရှိရင်ဒီရာဇဝတ်မှုများရဲ့ဗဟိုချက်တို့အမျိုးမျိုးဆွဆွဲနေတယ်မင်းတို့ပေါက်ရရမပြောနဲ့မင်းတို့ကလည်းအသားတွေကလောက်နေပဲကွာတကယ်တော့မဟုတ်လို့လားအခုတို့မန္တလေးမှာဆိုလဲကြည့်လိုက်လေ အဲ့မှာမန္တလေးမှာမာလီအလှူရှာပေးတယ်အလှူရှာပေးတယ်ဆိုပြီးတော့မှတရုတ်တထေးနေနဲ့ပေးစားနေရလေတရုတ်လောပန်းနေနဲ့ပေးစားနေတယ်ပွဲစားတွေရှိတယ်လေမန္တလေးမှာနေရှိတာနော်အာကျမတို့ရဲ့လောပန်းကုံမလေးတရုတ်ကိုလူကျင်နေပါတယ်ဘာဖြစ်နေပါတယ်ညာဖြစ်နေပါတယ်ဆိုပြီးတော့မှကြည်စမ်းကို့မြန်မာနိုင်ငံသူနိုင်ငံသားတွေအမျိုးသမီးတွေကိုကြည်သူများနိုင်ငံသားနဲ့ပေးစားပြီးတော့မှ ပတ်စံယူပြီးဖြက်စီးနေတဲ့ဟာလေအားကမင်းရလေမင်းတို့အုံနောက်သေးသေးလေးနဲ့လိုက်မစင်းစားနဲ့အားကရေရှိပလန်ရှယ်ပလန်လို့ခေါ်တယ်ဟုတ်ရေရှိပလန်နောက်ပိုင်းကျတော့ရှင်ငါတို့ဒီမြန်မာနိုင်ငံကနေပြီးရောငါတို့ဘဘတွေကနေပြီးရောတရုတ်နဲ့ပူးပေါင်းပြီးရောစီးဝါးရေးတွေလှုပ်စရာတွေအများကြီးပဲရှိတယ်နော်ကိုနိုင်ငံသူကိုနိုင်ငံသားတွေကတရုတ်နဲ့တွားပြီးတော့ကွာဒီမိတ်ဖက်ထားတာပေါင်းဆက်ထားတဲ့ခါကျတော့မကောင်းလားအခုဆိုလို့ရှိရင်ရှေ့လျှောက်ပြီးတော့ ော်ဒီတရုတ်နဲ့ပတ်သက်ပြီးရောဆိုလို့ရှိရင်ငါတို့ဒီမူဆယ်မန္တလေးနော်အမြန်ဂျထာလန်ကြီးကိုငါတို့ဗမာကနေပြီးတော့ဒီတရုတ်နဲ့ပူးပေါင်းပြီးတော့နော်ဟိုအမြန်ဆုံးဖောက်တော့မှာဖောက်ဖို့တော့ကိုလည်းဒီကော်မတီကိုကော်မတီနဲ့ခေါင်းထိပ်သီးခေါင်းဆောင်ပိုင်းကော်မတီ16ဦးဖွဲ့စည်းပြီးသွားပြီ။အော်ဖွဲ့စည်းပြီးသွားပြီ။ ြီးမှဒါဒီဒီဒီ budget ကိုပြပြီးတော့မှဒီ project ကိုပြပြီးတော့ပတ်စံနဲ့ခိုးမှာမြောက်ပြပြီးစံတောင်းပါမြောက်ပြပြီးစံခိုးမှာပြီးပါတယ်ပြီးပါတယ်ပြခိုးရလားကွာအာပြီးပါတယ်ကိုလိုဘက်ကတရားဆောက်တယ်ဆိုလဲမှတရားဟိုဥမဥမသဘောတရားတစ်ခုရဗျာဟိုမှာသိန်းပေါင်း1000လောက်ကြရဆိုရင်ကိုတို့က2000ကျော်လောက်အဲအစင်းစင်ခိုးတာကိုတို့ဟာမင်းတော့ဘယ်မှလာမပြောနဲ့မင်းကတော့ဒီတရုတ်နဲ့ပူအောင်မင်းငါတို့ကလုတ်စရာကိုင်းစရာအများကြီးပဲရှိတယ်အေးလေငါတို့ဒီ ဒီတရုတ်ကပြောမှဆိုရင်ငါ့မြန်မာနိုင်ငံရဲ့ကျေးဇူးရှင်လို့ပြောလို့ရတယ်ပြီးလို့ရှိရင်တရုတ်နဲ့ပဲပူပေါင်းပြီးတော့ငါတို့ဘဘအခုဆိုလို့ရှိရင်နော်ဒီမင်းတို့ဒီရဆိုင်ထားတဲ့ဒီအရာဝတီမြေဆုံစီမံကိန်းကြီးကိုအမြန်ဆုံးအကောင်ဖော်တော့မှာမြေဆုံဒီကိရက်စစ်ဘောကစီမံကိန်းကြီးကိုတရုတ်နဲ့အာတရုတ်နဲ့ပူပေါင်းပြီးတော့ပဲသူအကောင်ထဲဖော်မှာအားကြောင့်မလို့ငါပြောတာတရုတ်နဲ့ပူပေါင်းပြီးတော့နော် လုတ်စရာကိုင်းစရာအများကြီးပဲရှိတဲ့အတွက်ကိုငါတို့ဒီဘာဘာကနေပဲတရုတ်ဆိုရင်ခွန်းလို့ပေးထားတယ်တရုတ်ဆိုပတ်စားပေးထားတယ်ကိုနိုင်ငံသူနိုင်ငံသားတွေကနေပြီးတရုတ်နဲ့သွားပြီးအိမ်အောင်ကြတဲ့အခါကျတော့ဒါကောင်းလို့မင်္ဂလာသတင်းပဲလीအကိုတို့တွေကလေတိလားအကိုတို့တွေကလေကျော်ပြမယ်အကိုတို့လေကျွန်တော်တို့ဒီအမေဆုပ်အုပ်ချုပ်တဲ့ကာလတုန်းကလေအကိုတို့တွေကဟိုဟာဒီဖာအီလာဆုပ်အုပ်ချုပ်မယ်ဆိုရင်ဒေါ်စုသာဆုပ်အုပ်ချုပ်မယ်ဆိုရင်မွတ်စလင်နိုင်ငံဖြစ်တော့မှဘာနိုင်ငံဖြစ်တော့မှအစ္စလာမ်နိုင်ငံဖြစ်တော့မှဆိုအကိုတို့တွေပတ်လို့ပဲစားပြောကြအကိုကြည့်ဟမ် အခုကြည့်မြန်မာနိုင်ငံအေးဘာအစ္စလာမ်နိုင်ငံဖြစ်သွားလားမွတ်စလင်နိုင်ငံဖြစ်နေလားမဖြစ်ဘူးလေဟမ်အခုတို့တွေတို့တို့တို့ခေါ်မယ်ဆိုတော့ကလားလူမျိုးပေါ့ကွာဒါအစ္စလာမ်လူမျိုးကလားလူမျိုးဆိုအခုတို့တအားမုန်းတာတအားကြောက်ကြတာနော်ဟမ်တရုတ်ကြတော့အခုတို့ကြောရှေ့နေရောနောက်ွယ်ရောလက်ငင်းရောအကျိုးရောဖင်ချနေကြတော့ကိုတို့မသိကြဘူးနော်စီပါဆုပ်ဝေးလိုက်ပြီအဝင်ကောင်းအောင်လို့အဲ့ဒါပြောတာကွာကြောက်မမမြိုင်ရဲ့ဟုတ်တယ်မမမြိုင်နဲ့ကွာဟုတ်တယ်လေအခုတို့အခုတရုတ်နဲ့ပတ်သက်ပြီးတော့မှကြည့် ကောင်းစားနေတယ်ဆိုလို့အကိုတို့စစ်တပ်အတိုင်းဝိုင်းနဲ့နော်စစ်တပ်ကိုထောက်ခံအားပေးနေတဲ့ကောင်တွေပဲရှိတယ်မြန်မာပြည်သူလူထုနဲ့ပတ်သက်ပြီးကောင်းတာတခုမှမရှိဘူးနော်ကိုတို့ပေါင်းစီရဆိုလို့တရုတ်တို့ရုရှားတို့ဘယ်လရုတို့မြောက်ကိုရီးယားတို့ဒါပဲရှိတယ်အခုကြည့်ဖင်လန်တန်ယုံကမြန်မာနိုင်ငံမှာရှိနေတဲ့ဖင်လန်တန်ယုံကအခုပိတ်သိမ်းတော့မယ်နော်ပိတ်သိမ်းတော့မယ်ဘယ်လိုလုပ်ကြမလဲတခြားနိုင်ငံတွေကဥရောပနိုင်ငံတွေကနော်အခုမြန်မာနိုင်ငံနဲ့ပတ်သက်လာပြီဆိုရင်ဘယ်လုပ်ငန်းရှင်ကမှဘာစည်းဝေးမှမလုပ်ချင်တော့ဘူး အကိုလုံးနဲ့တဲ့တဲ့လူတွေအကိုလုံးနဲ့ပေါင်းတဲ့သူတွေအမေဟိုဘီလာရုတို့မြောက်ကိုရီးယားတို့ရုရှားတို့အမေတရုတ်တို့အိန္ဒိယတို့အဲ့လိုဟာတွေပေါ်သိရမလားတကယ်ကမ္ဘာချင်ဘတ်နိုင်ငံတွေရကြီးပဲအကိုလုံးနဲ့လာတို့လလလလတွဲတာဟုတ်ဘယ်လိုပြောမလဲအကိုအကိုရှေ့မှာပြောခဲ့တဲ့စကားရှိလေမဒီရှိရမဒီလာဆိုတဲ့ဟာမျိုးပဲမင်းရလဲကွာမသိလို့ရှိရင်ဒီဥရောပကဥရောပကဒီလုပ်ငန်းရှင်တွေကနေပြီးတော့ငါတို့ဒီမြန်မာနိုင်ငံနဲ့ပူးပေါင်းပြီးတော့လုပ်ငန်းတွေမဆောင်ရွက်တာငါတို့ဒီ ငါတို့ဘမတွေကြောင့်သူမင်းကဖြစ်နေပြီဟုတ်တယ်လေအခုအဲ့လိုဖြစ်အဲ့လိုဖြစ်နေတာပဲမဟုတ်ဘူးတကယ်တမ်းလှုပ်ဆောင်သွားတာကမင်းတို့ NLD အစိုးရเนาะငါတို့ဒီငါတို့ဟိုနေကွာဟိုတေးဥဆောင်မင်းဥဆိုတော့မပြောသေးရလေကွာဟုတ်ပြီပြောပါပြောเนาะမင်းတို့ဒီ NLD အစိုးရနဲ့မင်းတို့ဒီမင်းတို့ရဲ့အမေစုပေါ့ကွာမင်းတို့အမေစုနဲ့မင်းတို့ NLD အစိုးရကတဲ့အဲ့ဒီအစိုးရကမြန်မာနိုင်ငံအတွက်တခြားနိုင်ငံတွေနဲ့เนาะစီးပွားရေးရင်းနှီးမြှုပ်နှံမှုကို လက်မှတ်ထိုးဖို့တောင်မှတခြားသောပုံကိုတယောက်ရဲ့အခွင့်ခွင့်ပြုချက်ကိုစောင့်နေရတဲ့အတွက်ကိုနောင်နှေးနေရတဲ့အတွက်ကိုတခြားသောနိုင်ငံဒီနဲ့စီဝါရေးလာပြီးရင်းနှီးမြှုပ်နှံမှုမလုံနိုင်တဲ့ဆိုတဲ့အကြောင်းတိကျအောင်မြို့ဆိုပြောပါမလို့လားကျွန်တော်ကပြောပြမယ်အဲ့ဒီဟိုဘဲဘက်မှာညာဘက်မှာနိုင်နှလုံးပတ်ထားတဲ့စောက်ယူပြောတဲ့စကားကိုကိုတို့လေစောက်ဘောတွေပဲယုံတာကိုတို့စောက်ဘောတွေပဲယုံတာနော်မိန်းမတယောက်ကိုလေဒါတင်းနှုတ်ရင်ဆိုတဲ့အမျိုးသမီးတယောက်ကိုလေနဲလူမဆန်စွာမရင်းလင်းခြင်းနဲ့တက်လဲတက်တယ် အဲ့လိုအောက်တန်းသားပြောတဲ့စကားနော်ဒီကောင်ကိုမင်းအောင်လည်းလက်ထက်မှာမင်းအောင်လည်းလှုပ်ပေးလိုက်တဲ့အကြောင်းလို့ဒီကောင်မင်းအောင်လည်းဘောကိုပြေးမှပြီးတော့မှ NLD မကောင်းကြောင်းကိုပြောနေတာဒီကောင်ဘောကသေရွာတာကြပြီအဲ့တော့ဘာဖြစ်လဲအခုဆက်ပြီးဘောဆက်မှတော့ဒီကောင်ဘောကနှစ်ခါထပ်သေရွာလွယ်လွယ်ကျန်တာဘာမှမထူးကြပါဘူးဒီကောင်ပြောတဲ့စကားတွေကိုလေပြောပြမယ်တချို့လူတွေကပဲယုံကြနိုင်မယ်ကျွန်တော်တို့လိုမျိုးစဉ်းစားဉာဏ်ရှိတဲ့လူတွေကတော့မယုံဘူးဗျာအကိုတို့လို့ စဉ်းစားညာမရှိတဲ့လူတွေကယုံကြည်ရောအာမင်းကလည်းမသိလို့ရှိရင်ငါတို့ကအုံနောက်မရှိတဲ့လူတွေဖြစ်နေတယ်မဟုတ်လို့လားအင်းမဟုတ်တာပဲအသိပါလေညာဟုတ်ကြလားကွာနေနေကျွန်တော်တို့ကိုကျုပ်ပြပြမယ်နော်အခုနော်ရခိုင်ပြည်နယ်နဲ့ပတ်သက်ပြီးတော့မှနော်ဒါပဲဂိုးတို့ပထောင်းတို့အဲ့ဘက်ထီနော်ညောင်ချိုးတို့အဲ့ဘက်ချမ်းနေမှာအခုတို့နတ်ရေကန်ပြူဟာကုန်းသိတယ်နော်နတ်ရေကန်ပြူဟာကုန်းသိတယ်ကွာမသိပဲနေမှာအဲ့ဒီနေရီကံဖြူအားကုန်းကိုကျွန်တော်တို့ညီကိုတွေကပိတ်ဆို့ထားတာအခုအိုက်ကောင်တွေအခုအထဲမှာတော်တော်လေးကိုဒုက္ခရောက်နေရတယ်ပြောတယ်စားရမယ်တောက်ရမယ်တထောင်းစားတတ်တာဘဝတွေရောက်နေတယ်လို့ပြောတယ် ဲ့တော့အကိုတို့ဒီဒီတက်မလို့ရပါဗျာကိုတို့လေလေတက်ကြီးကနေပြီးတော့မှလေရင်နေနဲ့အာရိတ်ခါတွေအာကြည်စံတွေလာမေလေးကလေတရေတွေအများကြီးရှိရယ်လေတရေတွေအာတော့ချတာတော့ချတာတော့ချတာအဲတော့ချတာကို ตั้วกောက်တယ်အခုလို့ရှိရကောင်းတယ်အဲအတော့ကတั้วกောက်တာဟိုကနေလေနဲ့လေသေးရချက်ပေးတယ်ရောင်းဟောင်းနဲ့တั้วกောက်တယ်တั้วกောက်ရချက်မှာကျွန်တော်တို့အရကတော့အေဂျီကိုလေးရချိတ်ထက်တယ်သေးတဲ့ကောင်လေးသေးွားတယ်အသေးကောင်သေးကောင်အစာငတ်ရင်ငတ်နဲ့သေးတာဟိုပြောလို့ဆိုရင်စားချင်စိတောက်ချင်စိတသေးတာဆိုတော့ကွာဟုတ်တယ်ဟာမင်းတို့တော့မရိုင်းတာပဲအဲတိုသေးတော့သေးတော့မကျွလောက်ဘူးနော်မကျွလောက်ဘူးဒီကောင်လေးနော်ပေါက်ရမပြောရနော်အပြင်နောက်တစ်ခုရှိသေးတယ်ဒီကောင်လေးကလေလူကိုလူချင်းချင်းတောင်မှလင်းနဲ့ဘုံမချင်းတာလည်းမဟုတ်ဘူးနော် เออตัวเอโอบาริกองเนี่ยเย็นกาดิลาไปว่ะติดากูตะมาจ่าว่ะลุราอย่างตัวบาอมเนี่ยอันดีจูเนี่ยหลุမျိုးဆိုရေตัวตั้วหลุราเออตัวตัวยะไก่ยะไก่หลุမျိုးချင်းချင်းกูညီเลยဆိုရေตะโบมาရှိတယ်ตัวจ้าမင်းတော့ဘယ်မှာလဲရှောင်းတော့ရေเนาะဘယ်မှာလဲကြောက်ငါတို့ဒီအန်ဒီจูอ่ะဆိုလို့ရှင်เนาะအန်ဒီจูอ่ะဆိုလို့ရှင်သူ့หลุမျိုးเนี่ย သူ့လူမျိုးတအားချစ်တာဟုတ်လားနော်ဒီရခိုင်တို့ရှင်သူ့လူမျိုးချစ်တယ်ဒါပေမဲ့ရခိုင်လူမျိုးကအန်တီကျွေးမျက်နှာတော့မထောက်ဘဲနဲ့ကန်းနဲ့ကန်းတန်ကောသားတွေလှုပ်တယ်အန်တီကျွေးကဘလောက်ဒီစိန်ရင်းကောင်းလဲဆိုလို့ရှင်လေဟုတ်ပြီသူ့မှာသူ့ရဲ့ဒီသားအရင်းပေါ့နော်အောင်ပြေဆုံးအောင်ပြေဆုံးအပြင်ကိုသူ့မှာမွေးစားသားတွေတပုံကြီးပဲအဲ့ဒီမှာခန့်စီသူတော်ပါရင်နော်အဲ့သူ့ရဲ့မွေးစားသားတွေထဲမှာခန့်စီသူကိုအချစ်ဆုံးနဲ့ခန့်စီသူကိုမွေးစားလိုက်တာအော်မွေးစားသားဗျာသူ့သူ့အမေလို့ခေါ်တဲ့လူတိုင်းကိုသူကနေပြီးတော့တကယ်မိခင်အရင်းချတယောက်လို့တာ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 နဲ့သူအကုန်လုံးသူဖေး င်းမှကြည့်ရှုတာဒီတခေါမအာတခေါမတခေါမမြပြူးမှလေအဲ့ကြောင့်ပေးပေါက်ကဆောင်တော့ငါတို့တီးကျူကိုဟုတ်တယ်လေသူကနည်းနည်းသွားခေါ်တယ်လေအဲ့ကြောင့်ဘူးတခေါမလေးပြောတာဗောနေပိုလေးပြောမနေသားပါလေဗျာကျွန်တော်ပြောပြမယ်အဲ့ကျူကျူလာတို့မေးအောင်လို့ကိစ္စခဏထားလိုက်ဦးနော်အဲ့ဒါတွေကဘောင်မွေးဦးတော်တော်ကိုပြောပြမယ်ဒီကျွန်တော်တို့ တီတာရှုမောင်တီတယ်မောင်အော်မတီတာကွာမတီပဲနေနေကွာမတီတာဒီမြင်းညာခိုင်မှာဆိုလို့ရှိရင်ဆန်းဆန်းတောက်နေတဲ့မတီတာယူမုံရဲ့စစ်ကြောင်းဟွန်ရင်မင်းတို့ဗဒတ်တွေဟဲ့လို့နရွက်ကုန်နေရတာအဲအခုနရွက်မကုန်ဘူးနဲ့ကိုရောဘကကောင်နဲ့ငါ့ကိုရှိုးသွားပြီးပြည်ပြီးငါ့ကိုရှိုးသွားပြီးပြည်ပြီးပြူစော်ဒီငါ့ကောင်ဟုတ်တယ်ပြူခွေပြူခွေဟုတ်တယ်ငါ့ကိုရှိုးသွားပြီးပြောဟုတ်တယ်အဲ့ဒီတရုပ်ကိုစစ်ကြောင်းကနေပြီးတော့ဒီကောင်လေးပြည်သူစစ်လေပြည်သူစစ်အဲဒီကောင်လေးပြည်သူစစ်ဒီ9ရောက်အဲဒီကောင်လေးပါလာတဲ့ကားကို ကြားပြတ်ပြီးတော့မှတိုက်လိုက်တယ်တိုက်လိုက်တဲ့အချိန်မှာကိုတို့အဲ့ဒီပြူ9ရောက်လုံးပွဲချင်းပြီးတေသွားတယ်အပြင်ကိုတနက်3လက်နဲ့ခဲရမ်းနေတော့မှကျွန်တော်တို့ဒီပခုတ်ကူပကပညီကိုတည်းသိမ့်ပြလိုက်တယ်တဲ့ဗျာအားရလိုက်တာတဲ့အခုချိန်ဟိုတီတာရုပ်မော်တယောက်ဆွတ်ဆွတ်ခုန်လေးလောက်ပြီအမေသူလက်စားတွေရမ်းနေချင်းချင်းတွေလောက်ပြီဒါပေမဲ့ငါတို့တီတာရုပ်မော်ချိန်ထားတော့မရောဟာလို့ အမှောက်ကျိတ်ပြန်အောင်မှာမင်းဘရက်တွေကိုအာအမှောက်ကျိတ်နေတာတော့လေသူ့စီကငါးကောင်ကျွန်တော်အရင်ကျိတ်လိုက်ပြီလို့နော်အဲ့ဒါလေးတစ်ချက်ပြောလိုက်အောင်သိလားနော်ထပ်ပြီးထပ်ပြီးကျိတ်အောင်မှာလို့သိလားထားတော့ငါတို့မတ်တီတာလည်းမင်းတို့ပေးကြွေးထားတာအဲ့ဒီငါးကောင်ပေးကြွေးရော ငါးခေါင်ရဲ့နောက်ဆက်တုန်းကဘယ်လိုလာမလဲဆိုမင်းတို့စောက်ကြည့်နေလိုက်။အော်ဒီလိုစားရှိရနော်ငါတို့မတိတာကစားမသေးဘူး။နော်ခြီစားလက်စားရှိပြီးသား။ဟုတ်လား။ဟောတော့ KTV မှာတည်းကသူစားလုပ်ခဲ့။အာပြင်လာလို့ခဲ့ဆိုစားလေးရှိတယ်။ဒီလေဒီလေလူပေါင်းများစွာနဲ့အိတ်ကူးလာ။လူပေါင်းများအိတ်ကူးဆိုမင်းတို့ဒုံမကြောက်ဒုံမကြောက်။တနတ်ဆောင်ဝေးအာဘာချက်ပါရ။ဟုတ်တယ်လေ။မမမရဲမမရဲ။အေးကိုကိုပြောတာလည်းမှန်ပါလေ။ तू ကဒုံမကြောက်ဘူး။ဒုံမကြောက်ဘူး။တော့ PDA ကျတော့ကြောက်တယ်။ ဒီကတော့ပေါက်ကဲရှာမလို့နဲ့အာ PDF ကဒုံးနဲ့ပြစ်တာလေထွက်ပြေးတယ်တန်းတယ်ဒီကောင်ကထမိန်တော့မနိုင်ဘူးတော်ထမိန်ခွင့်နိုင်ရောမမမမမရရဲ့နော်မမရရဲ့နော်ကိုတီတာကျုံဝင်တော့ကိုထားလိုက်အောင်ဒီမှာမကွေးရေစကြိုမှရှိသေးတယ်မကွေးရေစကြိုကကြီးရွာလေးကိုစက်ကြောင်းထိုးမီးရှို့နေတဲ့ကောင်လေးကိုနော်အဲ့မကွေးရေစကြိုအာအဲ့မှာကိုတို့ရဲ့စက်ကြောင်းထိုးလာတဲ့စက်သားလေးကို၃ရက်ဆက်တိုက်ကျွန်တော်တို့ညီကိုတို့ကကင်ထက်လိုက်တာအကိုတို့ရဲ့အဲ့မှာစက်ကြောင်းမှုဆိုတဲ့ကောင်နော်အဲ့ဘူကြီးတေစား 哦，明天咋个？明天咋？明天咋？我问你讲。 စစ်သားလေးကောင်ရှောအတိုင်းလေတော့တန်ဝိုးရှိတဲ့ကောင်လေးမင်းတေရဆိုငါသိတာတော့မင်းနိုင်ငံတော့ယူကျွန်တော်အလုံးလုံးနဲ့ခလေးလေးဟုတ်တယ်တခိုးပဲကောင်ဟာတခိုးတခိုးလေးတခိုးလေးတခိုးကွာနေပြောကောင်တော့ဘာမရောက်လာမြှောက်စားပေးတာဟုတ်တယ်တခိုးဆိုတယ်ဘယ်လာတာဘာဘာတခိုးလေးဟာတခိုးဒီကောင်လေးတခိုးလေးကိုကလည်းဒီကောင်လေးစက်ကြောင်းထိုးတာနည်းနည်းနော်ဒီကောင်လေးစက်ကြောင်းထိုးလာပြီဆိုရင်ပြည်သူတွေကသူတို့အိမ်မှာမရှိကြတော့ဘူးလေအဲမရှိတော့မှဒီကောင်လေးအဲ့ဒီအိမ်ထဲကိုဝင်ပြီးတော့မှခိုးတာအဲပြီးတော့ ပြူရွာပြူရွာဘာရွာညာရွာပီဒီရရွာဘာရွာဆိုပြီးတော့တို့မထောက်ခံတဲ့ရွာဆိုပြီးတော့ပါမယ်တို့ကမီးတွေရှို့ပစ်လိုက်တာတက်တေဖြောက်တာပေါ့ဗျာအခုလက်ရှိကြားပြန်ကိစ္စလို့ပေါ့ဘယ်မှလာရှောင်းမှန်းတော့ဘယ်မှလာရှောင်းမှန်းလဲအာဘယ်မှလာပြောတာမဟုတ်ဘူးအခုလောလောဆယ်မှာနော်နေရာတိုင်းလို့လို့မှကိုင်းနေတာနော်အခုမိုးကုတ်မိုးမိတ် တိုက်ပွဲတွေပြန်ဖြစ်နေပြီနော်။ဟောတိုက်ပွဲမင်းမိုးကောင်မှာမင်းတို့အမျိုးစုတွေကိုငါတို့ကောင်ကအကျိုးရောလုံးမှာ။လောလောဆယ်မှာအကိုတို့ကကျွန်တော်တို့ညီကိုတွေစုတ်တဲ့နေရာတွေကိုလာပြီးဖင်လာရတော့ကျွန်တော်ညီကိုတွေကင်ထဲတာအခုဒီကောင်နောက်ပြေဆော့ဝိုက်စေတယ်။ဟာဖင်ရောဖင်ကားရော။နောက်ဆော့ဝိုက်ကြီးကိုဟုတ်တယ်။ဟောလေ။နောက်ဆော့ဆရာလားကွာမင်းတက်မှာတော့ကွာမင်းကလည်းဘယ်တော့မှမင်းအရှုံးမပေးဘူး။ငါပြောစည်းသချင်းနဲ့တက်အောင်မအရှုံးမပေးနဲ့ကြိုးစားဆိုပြီးမင်းစီလာအောင်မင်းတို့ကြည့်လား။တက်တက်တဲ့လောက်တက်တက်တဲ့လောက်တိမ်ပါ။တက်တဲ့လောက်တိမ်ပါ။ မင်းမင်းဘာရမလားအချောင်းပြောရတော့ဟုတ်တယ်မင်းတို့တက်တော့တည်လို့ရှိရင်ငါတို့ကတည်တော့ပေါ်တာဆွဲပြမယ်မင်းတို့မှတ်တာဘောပေါ့ဒါလုံးဒီလောက်ဒီတက်ဒီတက်လောက်တက်လက်အရာတွေအများကြီးရှိပါသေးတယ်ကိုထက်လောက်ဦးမှာပါထက်လောက်ဘူပါနဲ့ဘူပါနဲ့မင်းကလည်းငါတို့တတ်မတော်နဲ့ပြည်သူမင်းတို့သွေးမခွဲနဲ့မခွဲပါဘူးခွဲတယ်မလို့ငါကိုယ်တည်းကကွဲပြီးသားငါကိုယ်တည်းကကွဲပြီးသားစောက်ကောင်းမှမမြင်တာငါတို့လည်းစောက်ကောင်းမှမလုခဲ့တာဟဲ့သိရတာနဲ့လုံးလုံးတတိပြောက်ရတယ်ကိုပြောတာပြောတယ်ပညာမရရှောက်မလို့ရနော်။ဟောဒါအခုဒါမိုးကုတ်တဲ့ဘုံးမဲ့ပဲရှိသေးတယ်။ဟိုမှာကရင်ပြည်နယ်ကော့ကရိတ်မှာဆိုရင် အကူရောဘက်ကလက်ရှိ green bee နဲ့ concrete မှာစက်တက်တဲ့ကျွန်တော်တို့ရဲ့တော်လိုင်းရဲ့တက်တွေနော်တိုက်ပွဲတွေဖြစ်တယ်တိုက်ပွဲတွေဖြစ်တာဘယ်နေရာမှာဖြစ်တာလဲဆိုတော့ concrete ကောင်းမှုကြီးရောမှာအာစက်ကြောင်းထိုးလာတာနော်စက်ကြောင်းထိုးလာတဲ့ကောင်တွေကိုကျွန်တော်ညီကိုတွေကြိုက်ထက်လိုက်တာ15ရောက်ရောက်မစေအဲ့ကြားမှာပဲရှော်ရတယ်တဲ့ရှော်ပြီးတော့မှအဲ့စက်ကြောင်းကလေကြောက်ပြီးလန့်ပြီးတော့ခွေးပြေးပြေးပြီးနောက်ပြန်ဆုတ်သွားတယ်တဲ့15ရောက်ရောက်နေစေတဲ့ဟိုတက်မတော်သမိုင်းမှာရိုင်းလိုက်တာကွာကြောက်ပြီးတော့နောက်ပြန်ဆုတ်ကြတယ်သူဟုတ်တယ်အခုကလေခွေးပြေးပြေးတာတဲ့ တိလာအဲ့လိုကြီးတော့မယ်အဲ့လိုပုံမှန်ဒါမှန်တယ်နော်ခွဲပြေးပြေးတယ်ဆိုတဲ့စကားကိုကျွန်တော်ထောက်ကန်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကစစ်သားဆိုရင်ပြည်သူတွေကစစ်ခွေးလို့ခေါ်တယ်အဲဒီစစ်ခွေးတွေကပြေးတယ်ဆိုတော့ခွေးပြေးပြေးတာအဲစစ်ခွေးပြေးစစ်ခွေးပြေးဟဲ့ဘာလဲဟောဘာလဲအဲ့ဒါမှန်တယ်မင်းတို့ကလည်းတော်တော်စွန်ဟားရတော့ငါတို့တတ်မှတ်တော့ရဲ့မင်းတို့စင်အောင်လည်းနားမလဲဘူးနော်စင်အောင်လည်းနားမလဲဘူးတော်တော်စွန်ဟားမင်းတို့ကလည်းည အဲ့ဒီဟိုရေဘလူးတို့ဘာတို့လို့အကျန်းဖတ်နေလဲဖေတွေ့မှာမင်းတို့ကမှတ်မဲ့ကောင်းနေရေဘလူးကအခုဆိုရင်ကိုတို့ဘက်ကနေပြီးတော့မှလေအဲ့ဒီရေဘက်ကနေပြီးတော့မှလေတရင်ကနေပြီးတော့မှပပစ3ယောက်ပစ3ယောက်ထွက်ပြေးလာတာထွက်ပြေးလာတာကိုရေဘလူးပြီးသူစ3ယောက်ကထွက်ပြေးသွားတာအာပစတွေပြီးသူစတွေအဲ့3ယောက်ကထွက်ပြေးလာတာနော်ပြီးသူစတွေရောပစတွေထွက်ပြေးလာတာအခုဆိုရင်ပစ3ယောက်ထွက်ပြေးလာတယ်အဲ့ပစ3ယောက်ထွက်ပြေးလာလို့ရေဘလူးကဖမ်းထားလိုက်တယ်ဟာ အဲ့ဒါကျွန်တော်တည်တယ်နော်အဲ့ဒါဒီဖားကတ်မှာလည်းရှိသေးတယ်ဖားကတ်မှာဒီစစ်သား၄ယောက်နော်စစ်သား၄ယောက်ကဘာလဲပြောတော့တက်ကန်နေထွက်ပြေးလာတာဗျာစိုက်ကဲနဲ့စိုက်ကဲနဲ့ထွက်ပြေးလာတဲ့အချိန်မှာ KIA နဲ့ KPD ရဲ့ညီကိုတွေကဝိုင်းဖမ်းပြီးတော့မှမေးတာအဲ့ဒါမင်းတို့ဘယ်ရောက်နေလဲမင်းတို့ပါစားနေလားစစ်သားနေလားဆိုဟုတ်ပါတယ်ဆိုအဲ့ဒါဒီကောင်လေးကိုကျွန်တော်တို့ကအရှင်ဖမ်းမိတယ်ဒါပေမဲ့ဒီကောင်လေးကအရှင်ဖမ်းမိတယ်ဆိုမှသူကအလင်းဝင်လာတော့မဟုတ်ဘူးဗျာဒါလည်းတစ်ချက်အညက်ခံတာပေါ့အဲ့ကြောင့်ပဲကျွန်တော်တို့ကကူညီပေးတယ်ဒီကောင်လေးအတွက်စားဖို့တောက်ဖို့နေဖို့ထိုင်ဖို့ပတ်စံနေတောင်းထုတ်ပေးလိုက်တယ်ကျွန်တော်တို့ဘက်ကညီကိုတွေကအခုဆိုကိုတို့ကိုလေပြောပြမယ်နော် အဲ့ဒီအလင်းဝင်လာတဲ့စစ်သားတွေပါစတွေအတန်တေးစစ်သားတွေအကုန်ပေါ့ဗျာသိရမလားတိုင်းရင်းသားလက်နက်ကန်အီယာဟိုတွေပေါ့အဲ့ဒီအလင်းဝင်လာလူတွေတော့မှပေါင်းပြီးတော့မှအကိုတို့စက်တက်ကိုပြန်တိုက်နေပြီတဲ့တော်လိုင်းတပ်ဖွဲ့တွေနဲ့ပေါင်းပြီးတော့ဟုတ်လားကြောက်မဖြစ်နိုင်တဲ့မပြောနဲ့မဖြစ်နိုင်တဲ့ငေါ့ဒီ တက်မတော်သာအရှင်ချင်းကွာတက်မတော်တွေကထောက်ပြပြီးမရတယ်တက်မတော်ပြန်ပြီးလုံးဝဆိုတော့မဟုတ်တာကွာမရတယ်တက်မတော်ရဲ့မေတ္တာစေတနာကိုတို့တွေမြဝါးထိုင်နေတွေ့မြင်ပြီးတော့မနားလဲကွာတဲ့လူကြီးလေတက်မတော်ပြန်တိုက်မယ်ဆိုတော့ဖြစ်နိုင်မှာမလားအော်မဖြစ်နိုင်ပဲနေမလားအကိုရဲ့အကိုတို့နဲ့ပေါင်းနေတဲ့ကောင်တွေအောက်မှာသခိုင်းတို့ဘန်းမောက်ဘတ်တွေမှာဆိုရင်ပေါင်းနေတဲ့အဆန်တွေတက်တယ်ရှမ်းနေတက်တယ်ဘလောက်တော်မှသေတယ်လဲမှအကိုတို့မှမသိတာနော်အဲ့ဘန်းမောက်မြို့တွေတော့အကိုတို့ဝင်ဖို့တအားကြိုးစားနေကြတာအဲ့မှာအဆန်တွေရှမ်းနေတက်နေစက်တက်ကောင်တွေနော်ဘလောက်တက်တက်တက် တက်တက်လောက်ကိုသေးနေတာဟောဟောအဲဘာမှကိုအရန်ကြောက်နေပါ့အေးသေးနေတာကိုကြောက်ဆရာလားကွာဟောဟောတော့သေနေတာတော့လေသူဘယ်လိုလုပ်ဟောဖြစ်မှာလဲကိုသူတို့လည်းကြောက်တာဗောအကိုကလည်းလူအယောက်900ကျော်နဲ့လာတယ်နော်တက်လန်သွားတယ်နော်လူအယောက်300ကျော်နဲ့လာတယ်နော်ဟိုချစ်လို့ယုံပြီးတော့ကိုလူယုံပြီးတော့မှပြေးသွားတယ်အခုတော့ဘောင်းဆောင်ကိုကိုတို့ဖြစ်ပြက်နေတဲ့ဥစ္စာကြီးကကောင်းတာတကွာမှာကိုမရှိဘူးကိုတို့တွေကတော်တော်ဆိုးရွားနေတာဒါတော့မှနော်ဒါဘန်းမောက်ပဲရှိသေးတယ်နောက်တစ်ခုရှိသေးတယ်တို့က ဗမော်ဘက်မှာဆိုရင်တော်တော်ဆူဆူရွားတယ်ကိုတို့ဘက်ကလူတွေချတာ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 သေးတာသေးတာဆိုအိုးအိုးအားရလိုက်တာလေနော်မင်းရလဲကွာမင်းပြောဖို့မျိုးဆိုရင်မင်းငါတို့မင်းတက်မတော်မင်းအမျိုးတော်ပြုတ်နေတော့ပြီကွာမင်းအားပြစ်လိုက်တာအဲ့စစ်မှုထမ်းတဲ့လူတွေကိုတို့ရှိနေလို့နော်ဆိုကိုတို့စစ်တဲ့အမျိုးပြုတ်တာကြာပြီနော်ဂျားတဲ့နေတရုတ်သားဝင်မကူညီကိုတို့လက်တာကြာပြီနော်အခုဗမော်မှာဆိုရင်ဒီတနစ်နီးပါးရှိတဲ့ဗမော်မှာမြို့သိမ်းတိုက်ပွဲတွေမှာနေမြေဖြတ်ပြီးတော့မှနေရလာယူတဲ့အကိုတို့ စစ်သားတွေစစ်ကော်မရှင်တပ်သားတွေကိုကျွန်တော်တို့ညီကိုတော်တွေကနေပြီးတော့ဗာနော်အလုံး KIA KBD ရဲ့ညီကိုတွေပေါ့ဗျာပေါင်းပြီးတော့မတိုက်ရအထိနာပြီးပြန်ဆုတ်သွားတယ်အခုလည်းဆုတ်ပြန်တော်တော်ဆုတ်နိုင်တဲ့ကောင်တွေကိုပြောပြတာအဆုတ်ကျင်တာဆိုတာပြောပါပြောတာစစ်တန်းတန်းကြောင့်ကသူကအဆုတ်ပါကျင်တာဟုတ်တယ်ဆုတ်ကျင်တယ်အပြေးဟုတ်တယ်မမရနေနော်ဟောအကိုလည်းစောက်တာလည်းမပြောနဲ့လေ나이ပိုင်းနဲ့နဲ့10ယောက်ကျော်လောက်တည်တယ်ဆိုတော့အကိုစဉ်းစားကြည့်လေဟမ်나이ပိုင်းနဲ့10ယောက်ကျော်တည်တယ်ဆိုတော့အကိုတို့ဘဝ တော်တော်ကြီးကိုဆိုးရွားနေပြီဒီပုံစံနဲ့ဆက်သွားအကိုတို့ဒီခွေးလုံးလုံးဖြစ်မယ်ကိုတို့ခွေးအုတ်တော့ခွေးဖြစ်နေပြီမမမြိုင်းရအဲ့ဒါနော်ငါတို့ဒီငါတို့ရဲ့ view ဟာတွေမဟာ view ဟာတွေထုတ်မသုံးသေးလို့အော်မပြောသေးဘူးငါတို့ဒီမဟာ view ဟာတွေထုတ်သုံးလာတဲ့နေ့ကျမင်းကြည်တာအေးမဟာ view ဟာလည်းထုတ်သုံးအောင်မှချင်းချင်းပြည်နယ်မှာမကြည့် CDF တို့ CNDF တို့ဟမ်အကုန်လုံး PDF က Zolan တို့ဒီကိုတွေကဝိုင်းကြုံလိုက်တာအခု short သွားပြန်ပြီ ရှော့တာရေရိုးရိုးရှော့တာပုံမနော်ချင်းမီနိုကိုထိုးစစ်စင်လာတဲ့စက်တက်စစ်ကြောင်းကိုနော်ဒါစက်တက်စစ်ကြောင်း၃ခုနော်၃ခုကိုခုခံတိုက်ခိုက်တဲ့အချိန်မှာစက်တက်ဘက်ကအရာရှိနဲ့စစ်သားတွေအများပြောက်ခြေမုံးနိုင်ခဲ့တယ်တဲ့နော်ဘလောက်တော်မှဒါကျွန်တော်တို့ဒီခြေမုံးနိုင်ကလေးဆိုရင်အကိုတို့အဲ့မှာရှိတဲ့ဒါစစ်ကြောင်းမူးနော်စစ်တက်ကအဲ့စစ်ကြောင်းမူးဘုံမူးနော်လှမျိုးထုတ်အဲ့ဒီအကောင် အပါဝေရောနော်အများကြီးကိုရှင်းနိုင်ခဲ့တာတဲ့အများကြီးနော် အများကြီးဆိုတဲ့ပမာဏကဗျာအရောက်တရာဆိုလည်းဟုတ်ပဲအရောက်နေရဆိုလည်းဟုတ်တယ်အဲဒီတက်စိုးဝါအရောက်900လောက်သေးတယ်ဆိုလည်းဖြစ်နေတယ်ဘာလို့လဲချင်းပြည်နယ်မှာဆိုလည်းအကိုတို့ဘက်ကကောင်တွေကဝင်လာတယ်အရှင်ဝင်လာတယ်ထွက်လာတယ်အသေးထွက်သွားတယ်အဲအဲ့လိုဖြစ်နေတာအကိုတို့ကသိလားအဲ့လိုဖြစ်နေတာအကိုရဲ့အကိုသိလားဟောတမတော်တမိုင်းရိုင်းလိုက်တာကွာဟောရိုင်းမှာပေါ့ရိုင်းမှာပေါ့ပြည်သူပေါ်မှာမှသစ္စာမရှိတာနော်အဲ့လိုမျိုးသစ္စာမရှိတဲ့အထဲမှာဆိုရင်အခုအကိုတို့မြန်မာတန်ယုံနေအခုဆိုရင်လာပြီဟမ်ထိုင်းနိုင်ငံတန်ယုံကနေပြီးတော့မှ ျွတ်တင်မဲပေးဖို့မဲပေးဖို့ဆိုပြီးတော့မှဒီကောင်လေးစာထုတ်နေတယ်ဒီကောင်လေးကမျော်လင့်နေတာဟမ်ပြည်ပရုပ်မြန်မာနိုင်ငံသားတွေရဲ့မဲကိုမျော်လင့်နေတာ။ဒါကတော့ကွာမဲမြန်မာနိုင်ငံသားတယောက်ရဲ့တာဝန်ကိုကြည်ပြုံနဲ့အနေတော့သွားပြီးတော့ပေးသင့်ပါတယ်မင်းရလေ။အဘာလို့ပေးရမှာတော့ရွေးကောက်ပွဲပြီးသွားပြီလေ။မဲရလေကျွန်တော်တို့က NLD ကိုပေးခဲ့ပြီးသား NLD ကလည်းနိုင်ပြီးသား။အဲ့တော့ NLD ကိုမဲလိမ်မဲကိုပါလို့ဆိုပြီးကိုတို့ဗတိမတရားအာဏာသိမ်းတာလေ။အခုလာပြန်ပြီရွေးကောက်ပွဲတဲ့ဟမ်မဲ မဲပေးရမယ်ဟာပုံစံ15တို့ပုံစံ18တို့ပုံစံ13တို့စုံးနေတာပဲပုံစံတွေပဲမသိငါတို့ပြည်သူတွေများထောင်ထဲရလူတွေများမှတ်နေလားမသိဘူးเนาะ အခုလည်းမြန်မာနိုင်ငံကလည်းပြောမယ်ဆိုထောင်ပုံတည်းကြီးပါပဲနော်အကိုတို့စစ်တပ်ကကောင်းနေလှုပ်ချင်တိုင်းလေလှုပ်နေကြပြီးပြီးထောင်စုစားပြီးတန်းမှသူထောင်လှုပ်ပြီးစုတာပြီးပါတယ်မှန်ပါတယ်အခုကအမှန်ကြာမဟုတ်တော့မမိုင်းနဲ့နော်ဒီမဲကြောင့်မဲပေးရဆိုတာကနိုင်ငံသားတယောက်ရဲ့အခွင့်အရေးနော်အမင်းနဲ့လည်းမင်းတို့ပေးချင်တိုင်းပေးလို့ရတာမဟုတ်ရွေးကောက်ပွဲဆိုတာဖြစ်မှမဲပေးခွင့်ရှိတာမဲပေးခွင့်ရှိတဲ့အချိန်မှာသွားပေးတာနော် ဲ့လိုမပေးထားလို့ရှိရင်မင်းတို့တွေနှောင်းနှာကောင်းကောင်းရားလိုက်မယ်နော်မင်းပေးတဲ့ခါမှလည်းမင်းကတခါလေးပြောလိုက်အောင်မယ်မြန်မာနိုင်ငံကိုခင်မီဖွံ့ဖြိုးတိုးတက်အောင်လုပ်ပေးနိုင်တာဆိုလို့ငါတို့ကြမ်းခံရေးပဲရှိတယ်ဘာခင်ကြီးဥဆောင်ထားတဲ့ကြမ်းခံရေးပဲရှိတယ်ငါတို့ဘာဘိုလ်ချုပ်တွေအများဆုံးရှိတဲ့ ကျန်းခံရေးပဲရှိတယ်။အော်။ကျန်းခံရေးမှာအပါမြန်မာနိုင်ငံကိုကောင်းအောင်လုပ်ပေးနိုင်တာ။ဥမြန်မာနိုင်ငံထဲမှာဖြစ်နေတဲ့ပဋိပက္ခတွေကိုခြုံငင်းအောင်လုပ်ပေးနိုင်တာ။နိုင်ငံတကာနဲ့ကုတန်းရောင်းဝယ်ပြီးတော့ဒီစီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေလုပ်ပေးနိုင်တာ။ပြည်ပကိုရောက်နေတဲ့အလုံသမားတွေပြည်တွင်းမှာအလုံရရေးကိုဖန်တီးပေးနိုင်ဆိုကျန်းခံရေးပဲရှိတယ်နော်။အာဒီဒီကောင်တွေကြောင့်ပဲဒီဟာတွေဖြစ်နေတာလေ။ဒီကောင်တွေကြောင့်ပဲပြည်သူတွေဒုက္ခရောက်နေတာလေ။ဒီလူတွေကြောင့်ပဲပြည်သူတွေစားမဲ့တောင်းမဲ့ဖြစ်နေတာလေဒီလူတွေကြောင့်ပဲပြည်သူတွေရဲ့အိုးအိမ်တွေပျက်စီးမိရှုခံရ ရလေရင်နဲ့ဘုံနဲ့ကျဲခံရစေပေးချောင်းတဲ့နေရာတွေလည်းဒုက္ခတွေရောက်ချမ်းသာတဲ့ကောင်တွေလည်းဒုက္ခတွေရောက်စစ်မှုတွေထမ်းရဒုက္ခတွေကြောက်နေတာလေဟမ်အဲ့ဒါနဲ့များကျွန်တော်တို့ပြည်သူတွေရဲ့မဲကိုမျော်လင့်နေသေးတယ်ဟဟလားနော်အဲ့ဒါကိုကြိုပြပါမယ်အဲ့ဒီမြန်မာနိုင်ငံမှာရှိနေတဲ့မဲအောင်လိုက်အပါဝင်မဲအောင်လိုက်အပေါင်းပါတွေကိုအကိုပြောလိုက်ပြပရောက်မြန်မာနိုင်ငံသားတွေရဲ့မဲကိုမမျော်လင့်နဲ့လို့เนาะငါတို့ကမဲတွေလည်းပေးခဲ့ပြီးသွားပြီလို့เนาะအဲ့တော့မင်းတို့ဘက်ကတအားလိုချင်တယ်ဆိုရင်တော့မဲတော့မရဘူးတပ်ပတ်ပဲရမယ်လို့เนาะ